ဒီနေ့အောက်တိုဘာ၈ရက်နေ့အတွက် People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကလာမြန်ကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေတက်ဆွဲရာကင်းစခန်းနှစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုင်နိုင်ခဲ့တယ်လို့သတင်းရင်းမြစ်တချို့ပြောပါရယ်။ဒီနေ့မနက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတယ်လို့သိရပါရယ်ရှင်။ကရင်ပြည်နယ်လေးကေကော်မြို့တဲတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအယောက်တရာခန့်သေဆုံးပြီးအလင်းဝင်လာသူတွေရှိနေတယ်လို့ ကျက်တဲ့စစ်ကြောင်းကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကပြည်သူစစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတဲ့အပြင် ကရင်နယ်ကြားစောင့်တပ် BGF ရဲ့တပ်ရင်းတချို့ပါကူတိုက်ပေးနေပါတယ်ဒါကြောင့်တော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်တာမှာစစ်ကောင်စီတပ်ဘက်ကတေဆုံးသူတရာခန့်ရှိပြီးဒီထဲမှာပြည်သူစစ်တပ်သားတွေကအများဆုံးပါဝင်တယ်လို့ဖော်ပြထားပါတယ်ရှင်တနင်္သာရီတိုင်းတဝဲမြို့နယ်ထီခီကျေးရွာကိုအာနာသိန်းစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်လို့ဒေသခံပြည်သူတွေယာနဲ့ချီ မြန်မာထိုင်းနယ်စပ်တောရဲမှာတိမ်းရှောင်နေကြရပါတယ်။ဒါကပြီးခဲ့တဲ့မေလမှာထိခိဒေသကစစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းတိုက်ပွဲမရှိဘဲစစ်တပ်ကထိခိရွာကိုပထမဆုံးလေကြောင်းတိုက်ခိုက်လာတာလည်းဖြစ်ပါရဲ့ရှင်။တောင်ကုတ်ပထောင်ကားလန်အတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စက္ကခဆက်ကွန်လောက်ကန်တရင်တွေကိုအရကတက်တော် AA နဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုအများအပြားနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သတင်းရရှိပါရတယ်။